ဒီနေ့မစ္စရိယအကြောင်းကိုဟောကြားပေးရမှာဖြစ်တယ်မစ္စရိယကိုမြန်မာလူမျိုးတွေကဝန်တိုမှုလို့ဘာသာပြန်ကြတယ်မနာလိုဝန်တိုအိတ်တာနဲ့မစ္စရိယကိုတွဲပြီးတော့ဘာသာပြန်တာမနာလိုတာကအိတ်တာဝန်တိုတာကမစ္စရိယအဲ့ဒီမှာတော်တော်များများအတိတ်ပဲကောက်နားလည်မှုလွဲတာရှိတယ် မစ္စရိယဝန်တုံမှုဆိုတာနဲ့ပတ်သက်ပြီးတော့မိမိပစ္စည်းကိုမပေးရမလူရနှမျောနေတာကိုမစ္စရိယလို့ထင်နေကြတယ်မိမိပစ္စည်းကိုတွေ့တန်းနေတာမလူချင်းတာနှမျောနေတာမျိုးကြတော့လောဘဘက်ကိုရောက်သွားတယ်မစ္စရိယနဲ့မဆိုင်ဘူးမိမိပစ္စည်းကိုနှမျောတယ် မိမိပစ္စည်းကိုမလူခြင်းဘူးမပေးခြင်းဘူးမစွန့်ခြင်းဘူးအဲ့ဒါကမစ္စရိယနဲ့မသက်ဆိုင်ဘူးလောဘနဲ့ပဲသက်ဆိုင်တယ်ဒါကြောင့်ဒါနလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလောဘကိုပယ်တဲ့ရရောက်တယ်လို့ဒီလိုနားလည်ကြတယ်မိမိတို့ပစ္စည်းပေါ်မှာမိမိတို့ကတွေ့တာနေမှာတန်ရုံးစင်ဖြစ်နေမှာဆိုရင်စွန့်လို့ဖို့လူတန်းဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့စွန့်လို့တဲ့လူတန်းတယ်ဆိုတာ DPC အပေါ်မှာတွယ်တာမှုကိုလည်းဖြတ်တောက်ရရောက်တယ်ပေါ့။ဒါကြောင့်မိမိ PC ကိုတွယ်တာနေခြင်းမမောနေခြင်းဒါကြောင့်မစွန့်ခြင်းမလူခြင်းမပေးခြင်းတာအဲ့ဒါကမစ္စရိယမဟုတ်ဘူးလောဘ။အဲ့ဒါဆိုရင် မစ္စရိယကဘာလဲလို့မေးရင်သူများစီမံမရစေခြင်းတာမဖြစ်စေခြင်းတာအဲ့ဒါမစ္စရိယကိုရတယ်လို့သူများကိုမရစေခြင်းဘူး။ ကိုမှရှိတယ်လို့သူများကိုမရှိစေခြင်းဘူးကိုမှဖြစ်တယ်လို့သူများကိုမဖြစ်စေခြင်းဘူးအဲ့ဒါမစ္စရိယသဘောပဲဘာမစ္စရိယဆိုတာစာပေထဲမှာမအင်ညေတံအစ္စရိယဟောတုဒီမစ္စရိယဒီလိုမျိုးဖွင့်ဆိုတယ်အင်ညေတံအခြားပုဂ္ဂိုလ်တွေစီမှာအစ္စရိယအံဩဘွယ်တွေမဟုတ်ဖြစ်ပါစေနဲ့နာမည်ကြီးမှုဘုံကံကြီးမှုလက်လာပပေါ်မှု ဒကာဒကာမအရှေ့ရန်ပေါ်များမှုအဲ့ဒါတွေကသူ့စီမှာမရှိပါစေနဲ့မဖြစ်ပါစေနဲ့အဲ့လိုသူများကိုမရှိစေချင်တာမဖြစ်စေချင်တာမရစေချင်တာအဲ့ဒါမစ္စရိယသဘောကိုပစ္စည်းကိုနှမျောတာကကြတော့လောဘနော်ပစ္စည်းကိုနှမျောလို့မဟုတ်ဘူးသူ့ကိုရဖို့မရစေချင်တာနော်သူ့ကိုရဖို့မရစေချင်တာအဲ့ဒါကမစ္စရိယသဘောငါပဲရရမယ်သူများမရစေရဘူးငါမှပဲရှိရမယ်သူ့မှာမရှိစေရဘူးဆိုတာအဲ့ဒါမစ္စရိယသဘောပဲပေါ့ အဲ့တော့ဇပိတဲမှာမစ္စရိယ၅မျိုးပြဆိုထားတယ်နံပါတ်၁ကအာဝါဒမစ္စရိယလို့ခေါ်တယ်အာဝါဒမစ္စရိယဆိုတာနေစရာနဲ့ပတ်သက်ပြီးတော့သူများကိုမရစေချင်တာငါမှာပဲရှိရမယ်သူများမှာမရှိစေရဘူး ယဟန်နေဆိုလို့ရှိရင်လည်းကိုเจ้าကိုသူများမနေစေခြင်းဘူးသူများမနေစေခြင်းဘူးသူများမလာစေခြင်းဘူးအဲ့ဒါအာဝါဒမစ္စရိယသဘောပဲကိုအရင်ကိုဒေတာမှာသူများလာတာမကြိုက်ဘူးသူများနေတာမကြိုက်ဘူးကိုထိုင်ကုန်မှာသူများထိုင်တာမကြိုက်ဘူးကိုအိမ်ရာမှာသူများအိမ်တာမကြိုက်ဘူးသူများကိုမအိပ်စေခြင်းဘူးသူများကိုမနေစေခြင်းဘူးသူများကိုမလာစေခြင်းဘူးအာဝါဒမစ္စရိယသဘော ရပုနေရာကိုမလာစေခြင်းတိုင်းတော့အာဘာဒမစရိယလို့ဒီလိုမျိုးတိတိကျကျလည်းမှတ်လို့မရပြန်ဘူး။ယဟန်ဆိုးတွေမို့လို့အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်မို့လို့ကိုယ်အိမ်တဲကိုမလာစေခြင်းဘူးကိုယ်ခြံတဲကိုမလာစေခြင်းဘူးကိုယ့်ရဲ့ကိုယ်ဒေတာကိုမလာစေခြင်းဘူးအဲ့ဒါကအာဘာဒမစရိယမဟုတ်ဘူး။နော်အကျင့်ပြတ်တဲ့ပုဂ္ဂိုလ်တွေမို့လို့ဇာတိတာမကောင်းလို့ မလာစေချင်တာအဲ့ဒါအာဝါဒမစ္စရိယနဲ့မသက်ဆိုင်တော့ဘူးအတိမအလိမ္မာပညာလို့ပဲဆိုရမှာဖြစ်တယ်အကျင့်မကောင်းလို့သူ့ကြောင့်တခြားသူတွေအကျင့်ပြတ်သွားမှာဆိုလို့မနေစေချင်တာမလာစေချင်တာအဲ့ဒါကအာဝါဒမစ္စရိယနဲ့မသက်ဆိုင်ဘူးနော်အတိအလိမ္မာဉာဏ်ပညာစီမံခန့်ခွဲမှုပညာလို့ပဲဆိုရမှာပေါ့အလိုမှမဟုတ်ပဲနဲ့အကျင့်ကောင်းပါရဲ့တာနဲ့စိတ်ထားနေကောင်းပါရဲ့တာနဲ့ ို့နေရာကိုမလာစေချင်တာကို့ចောင်းတိုက်ကိုမလာစေချင်တာကို့အချံကို့အိမ်ကိုမလာစေချင်ဘူးအဲ့ဒါကြတော့မစ္စရိယဖြစ်သွားပြီပေါ့နော်အကြောင်းဥစဉ်တို့မလာစေချင်ဘူးဆိုတဲ့နေရာမှာနှစ်ပိုင်းခွဲရမှာဖြစ်တယ်ပေါ့အချင်းရုပ်လို့မကောင်းလို့မလာစေချင်တာအကုသို့မဟုတ်ဘူးအချင်းကောင်းပါရဲ့သားနဲ့စိတ်ထားကောင်းပါရဲ့သားနဲ့တက်တက်သူ့ကိုမနေစေချင်တာမလာစေချင်တာမျိုးဆိုရင်မစ္စရိယတဲ့ပေါ့ အေးအဲ့တော့အာဝါသမစ္စရိယဆိုတာနေရာနဲ့ပတ်သက်ပြီးတော့ငါမှန်တာရှိစေငါမှန်တာရစေသူများမရှိစေသူများမရစေချင်တာအဲ့ဒါအာဝါသမစ္စရိယဘုရားလက်ထက်တုန်းကဘောဓိမင်းသားဆိုတာရှိတယ်အဲ့ဒီမင်းသားကပညာရှင်တွေကိုခေါ်ပြီးတော့ဒီဇိုင်းဆန်းဆန်းနဲ့သူနေဖို့အိမ်တိုင်ဆောက်လုပ်တယ်ကဘာပေါ်မှာ သူနဲ့အလားတူတအိမ်မှမရှိစေရဘူးသူ့လိုဒီဇိုင်းမျိုးသူ့လိုအိမ်မျိုးဒီကမ္ဘာပေါ်မှာတအိမ်တည်းပဲရှိရမယ်အဲ့ဒီလိုမျိုးစောက်တာအိမ်ကအလွန်ခမ်းနားကြီးကျယ်ပြီးတော့ဘိုးဘော်ကိုပြန်တက်တော့မယ့်အတိုင်းပဲအလွန်ကြီးကျယ်ခမ်းနားတဲ့အိမ်တစ်ဆောင်ပြီးသွားတယ်အဲ့ဒီမှာသူ့မှာအာဝါဒမစ္စရိယတခုဖြစ်လာဒီလိုအိမ်မျိုးဒီဘယ်သူစီမှာမှမရှိစေရဘူးငါမှပဲရှိရမယ်ဒီပညာရှင်ဒီ တခြားတထိတ်တကြွယ်တွေတခြားမင်းညင်မင်းသားတွေကခေါ်ပြီးခိုင်းရင်ငါလိုအိမ်မျိုးတွေစောက်ပေးနေအောင်ပါအဲ့တော့ဒီပညာရှင်ကိုလက်စားတုံးရမယ်တပ်ပလိုက်ရမယ်တောက်ဖို့ကောင်းအောင်ဝါသမစ္စရိယဟာကြီးကျယ်တဲ့ဒုစရိုက်အမှုတွေကိုလုံကျုပ်ဖို့အတွက်အကြောင်းတွေဖြစ်လာတယ်ပညာရှင်ကိုနော်တပ်ဖြတ်ဖို့အထီးကိုဂျန်စီတယ်သူ့လိုအိမ်မျိုးသူ့မှာပဲရှိရမယ်တခြားသူမရှိစေရဆိုတော့အောင်ဝါသမစ္စရိယပဲပေါ့ ဒီဒီဇိုင်းဒီပုံစံလေးတခြားသူမှမရှိရအဲ့ဒါအာမသာမစ္စရိယပဲကြံကောင်းချင်တော့အဲ့ဒီတရင်ကိုပညာရှင်ကြီးကကြားသွားတဲ့အခါမှာအဲ့ဒါထွက်ပြေးလို့မြောက်သွားတယ်ပေါ့အသက်မခံနိုင်ရအောင်နော်တခြားနေရာမှာသူ့လိုအိမ်ကိုဆောက်ပေးနေမှာဆိုလို့အဲ့ဒီပညာရှင်ကြီးကိုတပ်ဖို့ကြိုးစားတာအဲ့ဒါအာဝတ္တမစ္စရိယအခြေခံတဲ့သဘောပဲပေါ့ဒီကောင်းပြီဒါကြောင့်ဒီမစ္စရိယတရားဟာအပင်ကိုဆွဲချနိုင်တယ်ပေါ့နော်ဒါကြောင့် သောတာပန်တွေဟာအိတ်တာမစ္စရိယကိုလည်းအကျိုးမဲ့ပဲတက်တယ်လို့အထက်ကရာကျမ်းဒီမှာဖွင့်ဆိုတယ်။ယနေ့ခေတ်တချို့ငြင်းနေကြတယ်။သောတာပန်မှာအိတ်တာမစ္စရိယရှိလားမရှိလားဆိုတာ။မရှိဘူးနော်။အိတ်တာတို့မစ္စရိယလို့ဆိုတာကအပယ်ဆွဲချနိုင်တယ်။နော်သောတာပန်မှာအတ္တိတို့အပယ်ချနိုင်တယ်။အိတ်တာတရားမစ္စရိယတရားမရှိဘူးလို့မှတ်ရမယ်။အကြောင်းထက်ကရာဆရာကြီးကအိတ်တာပန်ယောစဉ်မစ္စရိယပန်ယောစဉ်တွေကိုသောတာပတိမဉ္ဇဉ်နဲ့ပယ်သက်တယ်လို့ကျမ်းဂန်ဒီမှာဖွင့်ဆိုထားတယ် ။ဒါသောတာပန်ဖြစ်ရင်မနာလိုမှုတွေဝန်တိုမှုသဘောတွေကင်းတယ်။အဲ့တော့မနာလိုမှုသဘောဝန်တိုမှုသဘောရှိသေးရင်တော့သောတာပန်မဟုတ်သေးဘူးလို့ပဲကောက်ချက်ချရမှာဖြစ်တယ်ပေါ့။ယနေ့ခေတ်တချို့ကသောတာပန်လို့အမိခံထားတယ်။ရိတ်သားတွေကသောတာပန်လက်မှတ်ပေးလိုက်တယ်။ဒါပေမဲ့သူ့စိတ်ထဲမှာဘုသူကိုမနာလိုဖြစ်ဒီသူကိုမနာလိုဖြစ်ဘုသူဘောမမစ္စရိယဒီသူဘောမစ္စရိယတွေဖြစ်အဲ့ဒီတော့ကိုယ့်ရဲ့သောတာပန်ယာတုကိုလည်းအချမခံနိုင်ဘူး ဲ့တော့မလုပ်တယ်လဲဆိုတော့ပိတကယ်စာကပဲမာတယ်လို့ဖြစ်သွားပြန်အောင်နော်အကယ်၍ပိတကယ်စာကိုအတည်ယူမယ်ဆိုရင်သူတည်တော်တာပဲမဟုတ်တော့ဘူးပဲသူသူတန်တဲ့မှာအိတ်တမစ္စရိယဖြစ်နေတာကိုနော်အိတ်တမစ္စရိယဖြစ်နေတာစာပေထဲမှာကတောတာပဲတဲ့အိတ်တမစ္စရိယမဖြစ်ဘူးပြောတယ်သူကဖြစ်နေတယ်အဲ့တော့ငါတို့အမမခံဘူးမရှင်းမရင်စာပဲမှားဆိုပြီးတော့အထက်ကရာကပဲအမှားဆိုတဲ့ပုံစံမျိုးနဲ့ပြောလာကြတာလေတွေ့ရတယ်ဥစ္စလုံးနားနဲ့ဆက်ဆက်ကြားဖို့တဲ့အဲ့လိုတခါကြီးတယောက်သူကရိတ်တာတကူကအထုတ်ပြီးတော့တောတာပဲဖြစ်လာတယ် မဲ့သူ့တန်တန်မှာအဲ့လိုအိတ်တာမစ္စရိယသဘောလေးတွေတွေ့ရတယ်အဲ့တော့ပိဋကတ်ထဲမှာသောတာပန်တွေအိတ်တာမစ္စရိယပဲတယ်လို့ပြောတယ်ဆိုတာအမှားကြီးပေါ့လို့ဖြစ်တော့ဒါဥစ္စနုကိုလည်းနားနဲ့ကြားဘူးလားပိဋကတ်ကိုပယ်ဖို့ကြိုးစားတာအလွန်အန္တရာယ်များတယ်ပေါ့နော်အလွန်အန္တရာယ်များတယ်သာသနာဖြစ်တဲ့အန္တရာယ်ပဲဘုရားသာသနာအန္တရာယ်ပဲအဲ့တော့တကယ်ဆိုလို့ရှင်ဩဒါဆိုငါသောတာပန်မဟုတ်သေးဘူးလို့ကိုယ့်ကိုယ်ကိုသဘောပေါက်ပြီးတော့ဆက်လက်ကြင်ကြာအထောက်ကြရမှာလीမဟုတ်ဘူး ငါသောတာပန်အိတ်တမစ္စရိယမပယ်ဘူးဒီတော့ဈာမားတယ်ဖြစ်သွားတော့ဈာမမားပါဘူးနော်ဈာမမားပါဘူးအေးကောင်းပြီဒါကြောင့်အပယ်ကိုဆွဲချနိုင်တဲ့အိတ်တမစ္စရိယမနာလိုမှုသဘောဝန်တို့သဘောကိုသောတာပန်ဖြစ်ရင်ပယ်ပါပြီနော်အေးကောင်းပြီဒါနံပါတ်1အာဝါဒမစ္စရိယနေရထိုင်ခင်းနေနဲ့ပတ်သက်ပြီးတော့မမသာရှိစေသူများမရှိစေနဲ့သူများမရစေနဲ့သူများမနေစေနဲ့ဆိုတဲ့ပုံစံပဲ ကောင်းပြီနောက်တစ်ခါနံပါတ်2ကုလမစ္စရိယလို့ခေါ်တယ်ကိုတငယ်ချင်းကိုမိတ်ဆွေတွေကိုကိုနဲ့ပဲခင်စေခြင်းနဲ့သူများနဲ့မပတ်သက်စေခြင်းဘူးသူများနဲ့မခင်စေခြင်းဘူးနော်ကိုအမျိုးတွေကိုညီကိုမောင်နှမတွေကိုတမိတ်ဆွေတွေကိုသူများနဲ့ပေါင်းသင်းတာကိုမကြိုက်ဘူးသူများနဲ့မပတ်သက်စေခြင်းဘူးသူများနဲ့မခင်စေခြင်းဘူးသူများနဲ့မချစ်ခင်စေခြင်းဘူးမစ္စရိယတဘောတွေဘုံကြီးနေဆိုရင်လဲကိုတက္ကະဓမ္မတွေ သူများကိုကိုးကွယ်မှာသူများကိုလှူမှာကိုမလိုလားဘူးမိမိမိဘာဆွေမျိုးညာတကာတကာမှာအเจ้าတကာတကာမှာတွေကငါ့ကိုသာကိုးကွယ်ရမယ်ငါ့ကိုသာလှူရမယ်သူများမကိုးကွယ်စေနဲ့သူများမလှူစေနဲ့တခြားเจ้าမသွားစေနဲ့အဲ့ဒါဟာကုလမစ္စရိယပဲသိကြဖို့ကောင်းပါတယ်နော်အလိုမှမဟုတ်ပဲနဲ့စောစောကပြောသလိုနှစ်ပိုင်းခွဲယဟန်ရုပ်တွေအချင်းပြတဲ့ပုံကိုယ်တွေကိုကိုယ်ကမိမှာဆိုလို့ချင်းကမိမှာဆိုလို့တားတာမျိုးကိုတော့ ကုလမစ္စရိယတော့မခေါ်ရဘူးပေါ့ဒါသူတို့အပေါ်မှာထားတဲ့မေတ္တာစေစနာတွေပဲเนาะမကောင်းတဲ့ပုံကိုယ်တွေကိုပေါင်းသင်းပြီးတော့အကျင့်ပြတ်သွားမှဆိုလို့ဒီပုံကိုယ်နဲ့မပေါင်းနဲ့မသူစီကိုမသွားနဲ့လို့ပြောတာဒါမစ္စရိယနဲ့မသက်ဆိုင်ဘူးအဲ့လိုမှမဟုတ်ဘဲနဲ့သူများနဲ့ပေါင်းသင်းမှာကိုဆိုရင်ကသူများကိုကုကွယ်မှာကိုဆိုရင်ကသူများကိုလူမှာကိုဆိုရင်ကအဲ့ဒါဆိုရင်တော့ကုလမစ္စရိယဖြစ်ပါပြီအဲ့ကြောင့်နှစ်ပိုင်းခွဲပါเนาะနောက်တစ်ခုကကြတော့ လာဘမစ္စရိယလို့ခေါ်တယ်လက်လာဘပဲပတ်သက်ပြီးတော့မစ္စရိယဖြစ်တာဒီလိုလက်လာဘမျိုးတွေငါမှသာရှိစေရမယ်သူများမှမရှိစေရဘူးငါမှသာရရမယ်သူများမရစေရဘူးဒီလို brand ပစ္စည်းမျိုးတော့ငါမှပဲရှိရမယ်သူများမှမရှိစေရဘူးအဲ့ဒါလာဘမစ္စရိယသဘောပဲပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့တခါတလေမှဥစ္စလို့ရဟန်းငယ်လေးပဲဒီလိုပစ္စည်းတွေကိုင်းပြီးတော့ဒီလိုပစ္စည်းတွေရလာရင်ပျက်စီးသွားနိုင်တယ်ဥစ္စလေးတွေပျက်စီးမှဆိုလို့ကိုရင်လေးတွေပျက်စီးမှဆိုလို့မရစေချင်တာ ဒါခုနပြောသလိုဒါစေတနာမေတ္တာတွေပေါ့ဥပမာယနေ့ခေတ်တချို့ဖုန်းတွေကင်ပြီးပျက်စီးတယ်အင်တာနက်တွေသုံးပြီးပျက်စီးတယ်အဲ့တော့သူတို့ကအင်တာနက်မသုံးစေချင်ဖုန်းမသုံးစေချင်ဘူးဖုန်းမကင်စေချင်ဘူးဒါကမစ္စရိယနဲ့မသက်ဆိုင်တော့မစ္စရိယမဟုတ်တော့သူတို့ပျက်စီးမှဆိုတဲ့မေတ္တာတို့စေတနာတို့ပြောရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တတ်တတ်ကိုသူ့လက်ထဲမှာအဲ့ဒီပစ္စည်းကင်တာကိုမကြိုက်ဘူးမမြင်ချင်ဘူးနော်ဒီပစ္စည်းမျိုးငါမှပဲရှိရမယ်သူ့မှာမရှိစေရဘူး လူတွေဆိုရင်လည်းဒီလိုကားမျိုးသူ့မှာမရှိရဘူးဒီလိုအိမ်မျိုးသူ့မှာမရှိရဘူးဒီလိုအဝတ်အစားဒီလိုဖုန်းဒီလိုပစ္စည်းသူ့မှာမရှိရဘူးငါမှာပဲရှိရမယ်ဒါညီကောင်တို့မှအချင်းချင်းမိတ်ဆွေအချင်းချင်းဖြစ်တတ်တယ်နော်အဲ့တော့လာပါမစ္စရိယပစ္စည်းလက်လာပါတွေနဲ့ပတ်သက်ပြီးတော့ငါသားရစီသူ့များမရစီနဲ့ငါမသားရှိစီသူ့များမရှိစီနဲ့ဆိုတဲ့သဘောပဲနော်ကိုပစ္စည်းကိုလှူရမှာနှမျောတာမျိုးကိုမစ္စရိယမခေါ်ဘူးနော်ဒါကလောဘနဲ့ပဲဆိုင်တယ်သူများကိုရဖို့မရစေချင်တာသူ့စီမှာရှိဖို့မရှိစေချင်တာ အဲ့ဒါကိုမစ္စရိယခေါ်တာနော်နောက်ဝန္နမစ္စရိယတဲ့နံပါတ်၄ကဝန္နမစ္စရိယဆိုတာကရုပ်အစင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေဂုံတိတ်ခါနဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုမှာပဲရှိစေရမယ်သူမှာမရှိစေရဘူးကိုသာရုပ်အစင်းလှပရမယ်သူများမလှစေရဘူးဂုံတရင်နဲ့ပတ်သက်ပြီးလဲကိုပဲနာမည်ကြီးရမယ်သူများနာမည်မကြီးစေရဘူးအဲ့ဒါမစ္စရိယဝန္နမစ္စရိယလို့ခေါ်တယ်ဝန္နဆိုတာရုပ်အစင်းကိုလည်းပြောတယ်ဂုံတရင်ကိုလည်းပြောတယ် ကိုပဲနာမည်ကြီးရမယ်သူနာမည်မကြီးစေရအောင်ဒါမျိုးပေါ့နော်ကိုပဲနှားရမယ်သူများမနှားစေရအောင်သူများနှားမှာကိုမလိုလားအောင်သူများနာမည်ကြီးမှာကိုမလိုလားအောင်အဲ့ဒါကိုဝန္နမစ္စရိယခေါ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဓမ္မမစ္စရိယအတတ်ပညာတွေနဲ့ပတ်သက်ပြီးဖြစ်စေပေါ့နော်လက်မှုပညာစက်မှုပညာအမှုပညာဘယ်ပညာရနေမှာစိုးငါပဲသိငါပဲတက်ရမယ်သူများမသိစေရသူများမတက်စေရဆိုတဲ့ပုံစံပဲ။ မဆရာဖြစ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းတပည့်တွေကိုပညာသင်တဲ့ကမ္ဘာအကုန်မသင်ပေးဘူးဆရာစားချန်ထားတယ်အဲ့ဒါဓမ္မမစ္စရိယပဲပေါ့ကိုထက်နော်တာသွားမှာကိုမလို့လားဘူးကိုထက်သိသွားမယ်ကိုထက်ပိုတော်သွားမယ်ကိုထက်ပိုတက်သွားမှာကိုမလို့လားဘူးအဲ့တော့နည်းနည်းတပည့်ချန်ထားတယ်ဆရာစားချန်ထားတယ်အဲ့ဒါဓမ္မမစ္စရိယသဘောပဲတငယ်ချင်းအချင်းချင်းစာပြပေးတဲ့အခါမှာလဲသူကအမှတ်ကောင်းသွားမှာကိုမလို့လားလို့မဆုစာအုပ်တွေမပေးဘူးနော်မဆုစာအုပ်တွေဝတ်ထားတယ်ကျူရှင်ကောင်းကောင်းနေဆရာကောင်းကောင်းနေရှိရင်လည်းမညွန်ကြဘူး ဒါဓမ္မမစ္စရိယသဘောတွေပဲเนาะစာရိပါတိမေးလာခိုင်းတယ်ကောင်းကောင်းမမချင်းပြဘူးမသိတလို့လို့လုပ်နေတယ်ဝိလကြောင့်ပဲလုပ်နေတယ်ကောင်းကောင်းမမချင်းပြဘူးကောင်းကောင်းမပြောပြဘူးပြောပြဖို့တုံလာပြီဆိုရင်လည်းချိန်ထိန်ချမ်းထားမယ်အဲ့ဒါတွေအားလုံးကဓမ္မမစ္စရိယတွေကြည့်ပဲเนาะဓမ္မမစ္စရိယတွေကြည့်ပဲငါသာသိရမယ်ငါသာတက်ရမယ်ငါလောက်ဘယ်သူမှမသိစေရငါလောက်ဘယ်သူမှမတက်စေရဆိုတာလေအဲ့သဘောတွေကဓမ္မမစ္စရိယသဘောတွေပဲပေါ့ ဒါလောကမှာအဖြစ်များတယ်တော့နော်နံပါတ်1နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်နံပါတ်2အပေါင်းသင်းဆွေမျိုးဒကာဒကာမတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်နံပါတ်3လက်လာပန်းနဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မယ်နောက်ခုံတည်ရုပ်အစိမ့်နဲ့ပတ်သက်ပြီးမစ္စရိယဖြစ်မယ်နံပါတ်5ကတော့ခုနအတက်ပညာအသိပညာတွေနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်မယ်ပေါ့အဲ့တော့စာပေကျမ်းဂန်ထဲမှာလက်တွေ့ဘဝမှာရော ဒီမစ္စရိယ၅မျိုးကဘယ်သူတွေအဖြစ်များလဲဆိုဘုန်းကြီးတိလာရှင်တွေအဖြစ်များတယ်။တော့လက်တွေဘဝမှာရောစာပေထဲမှာရောဘုန်းကြီးတိလာရှင်တွေတော်တော်အဖြစ်များတယ်။ဒီမစ္စရိယ၅မျိုးကလူတွေမှာမဖြစ်ဘူးမဟုတ်ဖြစ်တယ်။လူတွေထဲဘုန်းကြီးတွေမှာပို့တွေ့ရတယ်တိလာရှင်တွေမှာပို့တွေ့ရတယ်ဒီမစ္စရိယ၅မျိုးကလူတွေလည်းဖြစ်တာပဲပေါ့နော်။တက္ကရာကမဒီတန်တယ်မှာလည်းဒီမစ္စရိယတွေကဖြစ်တာပဲ။အေးအဲ့တော့ဒီမစ္စရိယတရားပြီးအပယ်ကိုဆွေးချနိုင်လောက်အောင်အထီကိုအင်အားကြီးတယ်လို့နားလည်ကြရမယ်။ ကျွန်တော်ကဘာကြီးဘာဖြစ်လို့မငြိမ်းချမ်းလဲလို့မေးလိုက်ရဲ့အဲ့ဒီအိတ်တာနဲ့မစ္စရိရမယ်တရားခံအိတ်တာမစ္စရိရမယ်တခါတော့ကတရားမင်းကြီးကမြတ်စွာဘုရားကိုမေးတယ်ရှင်ဗျာတတ္တဝါတွေဟာချမ်းသာခြင်းကိုလိုချင်ကြတယ်ချမ်းသာခြင်းကိုတောင်းတကြတယ်ဒါပေမဲ့ဘာလို့ဒုက္ခရောက်နေတာလဲလိုချင်တာကချမ်းသာရလာတာကဒုက္ခဘလို့ဖြစ်ရတာတော့ရှင်ဗျာချမ်းသာခြင်းပါလျက်နဲ့မချမ်းသာကြပဲဒုက္ခတွေရောက်နေကြတယ်အဲ့ဒါဘာကြောင့်လဲ ဖခင်ရဖြေရခြင်းတယ်ဘသူကြောင့်မှမဟုတ်ဘူးအိတ်သာနဲ့မစ္စရိယကြောင့်ပဲတတဝရရဲ့တန်တမာရှိနေတယ်အဲ့ဒီမနာလိုမှုဝန်တော်မှုအိတ်သာမစ္စရိယကြောင့်ပဲသူများအောင်မြင်တာကိုမကြားခြင်းဘူးသူများကြည်ဝါတာကိုမမြင်ခြင်းဘူးဒါအိတ်သာလीနော်မနာလိုမှုဆိုတာသူများအောင်မြင်တာကိုမြင်ကိုမမြင်ခြင်းတာကြားကိုမကြားခြင်းတာသူများကြည်ဝါတာကိုမြင်ကိုမမြင်ခြင်းတာကြားကိုမကြားခြင်းတာအဲ့တော့မအောင်မြင်အောင်မကြည့်ပေါ်အောင်ဖြတ်လို့ဖြည့်စီလောက်ချတော့တာပဲလေဖြတ်လို့ဖြည့်စီလောက်ရတော့တာပဲနော် ်မင်းစနစ်ရသဘောနော်ငါမှပဲရှိရမယ်သူလို့မှမရှိစေရဘူးငါပဲလုံမယ်သူများမလုံစေရဘူးနော်သူများကိုလောက်ခွင့်မပေးဘူးသူများကိုပိုင်ဆိုင်ခွင့်မပေးဘူးသူများကိုရပိုင်ခွင့်မပေးဘူးငါပဲလုံမယ်ငါပဲရစေရမယ်ငါမှပဲရှိရမယ်ဆိုတော့အဲ့လိုမျိုးအိတ်သာမင်းစနစ်ရတွေကြောင့်တဝူးကိုတဝူးအောင်မြင်ခွင့်မပေးဘူးကြီးပွားခွင့်မပေးဘူးထောက်ပံ့မှုမပေးဘူးမြစ်တွင်မှုမပေးဘူးပေါ့ ဖြတ်လို့ဖြတ်စီလုံနေကြတာပေါ့နော်တဦးကိုတဦးဖြတ်လို့ဖြတ်စီတစ်ဖက်ကိုတစ်ဖက်ဖြတ်လို့ဖြတ်စီတနိုင်ငံနဲ့တနိုင်ငံဖြတ်လို့ဖြတ်စီအဲ့ဒါမေးစရာတွေဖြစ်နေတယ်မတို့နိုင်ငံသားကြီးပွားရမယ်သူများနိုင်ငံမကြီးပွားစေရငါတို့အဖွဲ့စည်းအသားကြီးပွားရမယ်သူများအဖွဲ့စည်းမကြီးပွားစေရငါတို့မျိုးရွာသားကြီးပွားစေရမယ်သူများမျိုးရွာမကြီးပွားစေရငါတို့မိသားစုသားကြီးပွားရမယ်သူများမိသားစုမကြီးပွားစေရငါသားကြီးပွားရမယ်သူများမကြီးပွားစေရဒီသဘောတွေအားလုံးဟာနော်ကဘာကြီးမငိမ့်ချမ်းချင်းအကြောင်းတရားပဲပေါ့အဲကြောင့်လက်စွာဘုရားကတတ္တဝါတွေဟာ ချမ်းသာမှုကိုလိုချင်ကြပြီမဲ့ဆင်းရဲရောက်နေတယ်ဆိုတာအဲ့ဒီလိုမနာလိုမှုဝန်တုံမှုလို့ခေါ်တဲ့အိဒါမစ္စရိယချောင်းပဲလို့ဘုရားရှင်ဖြေကြားတော်မူခဲ့တယ်။ဒါကြောင့်အလွန်ဆိုးရတဲ့ဟောဒီအိဒါတရားမစ္စရိယတရားကိုပယ်သက်ဖို့ကြိုးစားကြမှာဖြစ်တယ်။ကဘာကြီးငိမ့်ချမ်းစီခြင်းလဲဆိုရင်အလုံးဒီအိဒါမစ္စရိယကိုပယ်နိုင်ဖို့ကြိုးစားကြမှာဖြစ်တယ်။ဘုမြမကလည်းစေတော်ဘုရားကြီးရတယ်တိုက်တွန်းထားတယ်။အခုလိုမြတ်စွာဘုရားသာသနာနဲ့ကြုံခိုက်တရားအသိအမြင်တွေရရှိကြတော့ဘဝမှာအလုံးရုံမှာဆိုးရတဲ့ဟောဒီအိဒါမစ္စရိယတရားကို ပယ်နိုင်မှဖြစ်မယ်အခုလို့တာသနာထွန်းကားတဲ့ကာလအသိအမြင်တွေရရှိနေတဲ့အခက်မှာဆိုးွားတဲ့ဒီအိတ်တာနဲ့မစ္စရိယကိုမပယ်နိုင်ကြရင်တော့အပယ်သွားဖို့လားပြင်ကြတော့တဲ့ကျွန်တော်ကြီးကနော်တတိပေးထားပါတယ်နော်အပယ်သွားဖို့လားပြင်ကြတော့ဒါကြောင့်မသူကိုမှလညုံမထုတ်နဲ့မိမိတို့တန်တန်မှရှိတဲ့အဲ့ဒီအယုံညာတရားဖြစ်တဲ့အိတ်တာတရားမစ္စရိယတရားကိုပယ်ဆင်းဖို့လားစူးစမ်းကြနော်ကိုယ်တန်တယ်မှာမပယ်နိုင်ကိုမငင်းချမ်းသူ့တန်တယ်မှာမပယ်နိုင်သူမငင်းချမ်းဘူးပဲ။အဲကြောင့်ငင်းချမ်းခြင်းတဲ့ပုံကိုယ်တိုင်း အဲ့တာမျိုးစရိယာကိုပယ်ခွာဖို့စူးစမ်းကြရမှာဖြစ်တယ်လို့နားလည်စေချင်ပါတယ်။ဒါကြောင့်ဒီနေ့အလို့ချင်းများနဲ့ဒီဓမ္မမိတ်ဆွေဒီဓမ္မမိတ်ဆွေများအားလုံးတတဝါတွေကိုဒုက္ခပေးနေတဲ့တရားများစွာတဲ့ကရုံညံ့ဆိုးွားတဲ့အဲ့တာတရားမိတ်ဆရိယာတရားကိုပယ်သက်နိုင်ကြပြီးတော့ဖရာအဆုံးမှာတော့အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့မြေကောင်းသားမြေကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်ပါသည်